Craving Cottage မှာပေးကိုမဲ့ပြီးအနိုင်ယူခဲ့ပြန်တဲ့ Arsenal Welcome to my party we're just getting started a life is a dream or a nightmare starring မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှင်ညိုတူပါရပြကျွန်တော်ခက်မှာ Fulham နဲ့ Arsenal တို့ရဲ့ Lennarda ဘီပွဲပြီးသုံးသက်ချက် full time review လုပ်ပြီးသွားကြပါတယ် Arsenal နေနဲ့လက်ရှိအချိန်မှာလည်း Fulham အသင်းကို တကူကိုမရှိတဲ့ရလနဲ့အနိုင်ယူပြီးတော့အမပီးစရာရဲ့ထိတ်ဆုံးမှဆက်လက်ဥဆောင်နိုင်ခဲ့တယ် ီတော့ကြောင့်မနေ့ဖြန်မှာရှင်ပြန်ရည်သားမဲ့လီဗာပူးနဲ့ယူနိုက်တက်ပွဲမှာဘလို့ရလက်မျိုးပဲဖြစ်ပါစေအာစတန်အသင်းဒီအမတ်ပေးစရာရဲ့အဆင့်1နေရာမှာပွဲစဉ်10ပြီးတဲ့အထိဆက်လက်ရပ်တည်နေနိုင်အောင်မှာ ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဟိုပွဲကြူထဲမှာပြောခဲ့သလိုပေါ့နော်ဒါကျွန်တော်တယောက်တည်းသိတာမဟုတ်ပါဘူးတော်တော်များလဲသိလိမ့်မယ်ခံစားမိလိမ့်မယ်အားရတကူသေးကြတယ်ဗျကျွန်တော်အဲစကားပြောခဲ့တာမှတ်မိမယ်လို့ထင်တယ်တကူသေးကြတယ်နောက်ထပ်ကိုသွင်းမသွင်းတာမသေးကြတာဒါပေမဲ့ သူတို့ရဲ့အခြေခံတွင်းကိုဒီဒီပွဲစဉ်နဲ့ပတ်သက်ပြီးတကူဆိုတာကျွန်တော်တို့ရိစားမိခဲ့တယ်။ဘာကြောင့်လဲဆိုတော့အာစတန်တင်းဒီဂိုးရယူဖို့အတွက်ကြိုးစားအားထုတ်တဲ့နေရာမှာနှီးမျိုးစုံသုံးတယ်။ counter attack တွေကစားရမလား။ဒါမှမဟုတ် bitter တွေအများကြီးတည်ပြီးတော့ဂိုးရဖို့အတွက်ကြိုးစားအားထုတ်မှုပြုရမလား။ဒီလိုမှမဟုတ်ဘဲနဲ့အလွယ်ကူဆုံးအယိုရှင်ဆုံးနီးလန် scramble goal မျိုးတွေပေါ့။နော်ရှုပ်ရှက်ခတ်နေပြီးဂိုးသွင်းယူတဲ့ပုံစံမျိုးတွေ second ball တွေ ပြန်ရလာကနေဂိုးသွင်းယူတဲ့ပုံစံမျိုးတွေတွင်းရမလားဒီလိုမဟုတ်ရင်လည်းအမြင်ဘောတွေကနေအာကိုဘီဂိုးသွင်းရမလားစတဲ့ပုံတံမျိုးစုံနဲ့ဂိုးရဖို့အတွက်အာထုတ်မှုပြုတ်တက်တယ်ဒါကလွန်ခဲ့တဲ့ဘောလုံးရည်300ရည်လောက်ကအတီတာရခဲ့တဲ့သင်ငန်းသားတွေပဲပွဲစဉ်တစ်ပွဲမှာဘလောက်ပဲကစားပုံကောင်းကောင်း numerical ဒီဘလောက်ပဲအတာဒီရရဂိုးမရရအမှတ်မရဘူးဗျာ အနည်းဆုံးတော့တကူရဖို့လိုတယ်ရှော့ဆာလတ်ပြောပူတဲ့စကားတစ်ခုရှိတယ်တခါလေကြာရင်တိုက်စစ်ဆိုတာအများရန်ကောင်းနေတဲ့အရာမဟုတ်ဘူးခံစစ်ကနေလေစူဖလားတွေရရှိအောင်စွန်းဆောင်ပေးနိုင်ခဲ့တယ်ဆိုတဲ့စကားပေါ့နော်ဒီစကားကသွေးထွက်အောင်မှန်တယ်လို့ပဲပြောရမှာပါအဲ့တော့အာစနယ်အသင်းဒီတကူတေချာပြီးတဲ့နောက်မှာဂိုးမပေးရဖို့အတွက်ဥတီကစားနိုင်မှုအပိုင်းရလဲသူတို့ရဲ့အားတချက်တစ်ခုဖြစ်လာတယ်အာစတယ်အသင်းရဲ့ခံစစ်တော်တော်တောင့်တင်းပါတယ် ခစစ်ကောင်းမွန်တဲ့ဆိုတဲ့နေရာမှာကွင်းလေကစားပုံ ကစားကွက် စုဖွဲ့မှုကလည်းအမတန်အမတန်ကိုအရေးပါပါတယ်ကွင်းလေစုဖွဲ့မှု အားကောင်းမှသာလျှင်ခန်စစ်ကစားပုံအတွက်50%လောက် supporting ပေးနိုင်သလိုတိုက်စစ်စုဖွဲ့မှုအတွက်50%လောက် supporting ပေးနိုင်တာပါ stroke ဒီနေ့ပွဲတွေမှာဖူလန်အသင်းတယ်လာတဲ့ပုံစံအခင်းချင်းကစိုးရမစိုးဘူးတကယ်ကစားတဲ့အချိန်မှာ442ပုံစံတော့ပူဆန်းတယ်ဒါကျွန်တော်တို့သိ မမြင်တွေ့ခဲ့ရတဲ့ဟိုမမြင်တွေ့တာကြာပြီဖြစ်တဲ့ပုံစံပေါ့လေအရင်ကတော့1990ကျော်2000ဆွဆွန်းကာလရေဆိုရင်442ပုံစံတွေကမှတ်တာပဲတိုးတော့အခုအချိန်မှာတော့ဒါ inverted fullback တွေအထဲထဲဝင်စောတဲ့ပုံစံတွေကမှတ်တာဖြစ်လာပြီပေါ့နော်ထားပါအဲ့တော့ Marco Silva တုံးခဲ့တဲ့ viewer ဘိုင်းဟာရိုးရှင်းတယ်ဒါပေမဲ့ Aston Thing ကိုအကောင်းဆုံးတံပြန်ဒုက္ခပေးနိုင်တယ်တံပြန်ဒုက္ခပေးနိုင်တယ်ဆိုတဲ့နေရာမှာလဲဟို နည်းနည်းပပဗျာချင်းချောက်မှုလောက်တာပေးနိုင်ခဲ့တာဟာဂိုးပြီးသွားပါပြီကွာဆိုတော့အခြေအနေမျိုးတွေအမတန်ပတန်ကိုနှဲပါတယ်အထူးကတော့အာစနယ်တင်းရဲ့ခံစစ်ကစားပုံကောင်းမှုမှုကြောင့်ဖြစ်ပါတယ်ခင်ဗျာရှော့ဒီနေ့ဖူလန်အသင်းမှာအသင်းရဲ့အထူးကကစားသမားတချို့မပါဝင်နိုင်ခြင်းရလဲအနေငယ်ပြဿနာရှိရတယ်တိုက်စစ်ပိုင်းမှာ raw himness စ조사အထုံးမှုပြုပေမဲ့ light ဖြည့်ပြီးတော့ယုံနေတာကလွဲရင် သူ့စီကဂိုးပေါက်ချင်းချောက်မှုမြမြဆဆမမြင်တွေ့ခဲ့ရပါဘူးဒီတစ်ကြောင် အာစတန်နောက်ခံကစားသမားတွေဖြစ်တဲ့ဝီလျံဆလီဘာနဲ့ဒါဂီဘရီယယ်မာဂါဟစ်တို့အကောင်းဆုံးထိန်းချုပ်သွားနိုင်ခဲ့တယ်ဆော့အာစတန်ဂိုးရဖို့အတွက်ခက်ခဲနေပေမဲ့သူတို့ရဲ့အဲ့လိုဆပ်ပီးစ်တီရဲ့လေးကျင့်တဲ့ပုံကပြီးခဲ့တဲ့ဘောလုံးရသည်တွေကတော်တော်ကောင်းတာအဲ့တော့ဒီနှစ်ဘောလုံးရသည်မှာလည်းဒီပုံတံတန်ကရွရင်မသွားသေးဘူး သူတို့ရသွားတဲ့ဂိုးသည်မဂါဟီးခေါင်းတိုက်ပြီးလိုက်တယ်ပြီးတော့ဒူးလေးနဲ့ trouser ကပိတ်တွင်သွားပြီပေါ့နော်အဲ့တော့ဒီဘောလုံးကိုကြည့်မယ်ဆိုရင်မဂါဟီးကရမ်းတိုက်တာမဟုတ်ဘူးဗျထပ်ပါတော့တချို့အလုံးတွေဆိုမမြင်ဘူးဘေးကဘယ်သူတက်လာမှမမြင်ဘူးတိုက်လိုက်ပြီးတော့ခေါင်းချော်ထွက်သွားလို့ပိတ်လိုက်တဲ့အလုံးမျိုးတွေကျွန်တော်မြင်ဘူးတယ်တိုးတော့သူတို့လေးကျင့်အကွင်မှာဘလောက်ထိလေးကျင့်ထားတယ်လဲခေါင်းချိုးလိုက်ပြီဆိုရင်နောက်ကကစားသမားအသင့်အနေထားဝင်လာမယ်ဆိုတာအစိုးရရဲ့ကြူတိနေတယ်လို့ပဲ ီပုံစံနဲ့ပဲဂိုးတကူရအောင်တွင်းယူသွားခဲ့တယ်။ဆိုဒီဖူလန်ရဲ့ကစားပုံမှာဒါအန်ဒါဆင်တို့စန်နာဘက်တို့ကာနီတို့ဒီဖန်စစ်ဒီဘလော့ကစားတဲ့ပုံစံအကောင်းဆုံးဖြစ်ခဲ့ပေမဲ့အန်ဒါဆင်ထွက်သွားပြီးတဲ့နောက်ပိုင်းဒိုင်အုပ်ဝင်လာတဲ့အချိန်မှာနည်းနည်းလေးတော့ယော့တယ်လို့ကျွန်တော်ခန်းစားရတယ်။ဒါအပြင်ဘန်လီတို့တချို့ဂိုးပေါက်ကောက်ွယ်မှုတွေကောင်းတဲ့အတွက်ကြောင့်လည်းအာဆင်နယ်ဒီထက်ပိုပြီးတော့ဂိုးမရခဲ့တာ ်ပါပါတယ်ဆိုတော့မာကိုစီဗာတုံးတဲ့ view အပိုင်းဟာယူရှင်းပင်မဲ့မိုက်တယ်ရာဝီမီနက်စ်နောက်မှာဂျူရှော့ကင်းစ်ကအပြောက်ပုံစံမျိုးနဲ့အာစနယ်အသင်းကိုဒုက္ခပေးဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့ဒေးဗစ်ရိုင်ယာကိုမကြော်နိုင်ခဲ့ဘူးအဲဂျူရှော့ကင်းလှမ်းပြီးတော့ပတ်တင်တဲ့ဘောလုံးတလုံးကိုပေါက်တဲ့ကိုဝင်မဲ့အခြေအနေမျိုးတစ်ခေါက်ဖြစ်ခဲ့မှုတွေပေါ့နော်ကျန်တဲ့အပိုင်းတွေမှာတော့ကျွန်တော်တိတ်မတွေ့ပါဘူးဆိုတော့အာစနယ်ရဲ့ပလင်းစတိုင်ကိုကျွန်တော်ဆက်လက်ဆွေးနွေးကြည့်မယ်ဆိုရင် အဓိကအချုပ်ကတော့ဇူဘီမန်ဒီပေါ့ဗျာဟာကိုခန့်ဇူဘီမန်ဒီအကြောင်းပဲညှို့နယ်လို့ကျွန်တော်မပြောပါနဲ့တကယ်တမ်းမှလည်းဇူဘီမန်ဒီကအာစနယ်တင်းရဲ့ကွင်းလယ်မှာဘယ်လိုပြောမလဲဒက်ကလန်ရိုက်စ်တို့နောက်ကိုလှည့်ကြည့်စရာမလိုတော့အောင်ဆွတ်ဆောင်ရင်ကောင်းပြတ်သားနိုင်ခဲ့တဲ့ကစားသမားဖူမူရေဒင်းနေသွားကြည့်မယ်ဇူဘီမန်ဒီရဲ့ rating 6.9ပဲရှိလိမ့်မယ်ဒါပေမဲ့တကယ်အခေအားကြားခဲ့တာဇူဘီမန်ဒီပါဘာကြောင့်လဲဆိုတော့အာစနယ်တင်းကစားသမားတွေက ဟိုင်လိုင်းတင်ဆော့နေတာဗျခန်းစစ်ကစားသမားတွေဒါဆာလီဘောဂေဘရီယယ်ဟောရှေ့အောင်နေတယ်ဒီချိန်နောက်မှာအဓိကပထမဦးစားပေးတာဝန်ယူတဲ့သူကစူပီမန်နီပြီးရင်ကာလာဖီယိုရီဘေးမှာရှိတယ်မတော်တဆပြန်ဘက်အသေးကဘောလုံးပြန်ရသွားခဲ့လို့ကောင်တာအတက်တွေကစားခဲ့သည်ရှိတော့ဟိုင်လိုင်းတင်ဆော့နေတဲ့အတွက်ရှေ့ရောက်သွားခဲ့ရဲ့ငါတို့ emergency defending အခြေအနေမျိုးနဲ့ဘလို့ပြန်လဲခုခံကာကွယ်မလဲဆိုတော့ backup plan ကိုပါအာဒီတာကချတာပြီးသား ဒါ imposition out of position ဂျားရဲ transition တွေမှာ counter attack situation ကိုကြိုတင်ကာကွယ်ထားတဲ့သဘောမျိုးပဲဘောလုံးကစားကွက်အများစုကအခုနောက်ပိုင်းခေတ်ကာလမှာအလဲကနေသွားတာများတယ်အဲ့တော့ central zone မှာကစားသမားတွေပြုံပြီးတော့ကစားလာကြတယ်ဆိုတော့ပထမအချုပ်က zubie mandy နောက်အချုပ်က color fury ဘာကြောင့် louis kelly နေရာမရတယ်လဲကျွန်တော်ညီကိုတွေတဖြည်းဖြည်းချင်းစီနားလေသဘောပေါက်လာပြီလို့လဲကျွန်တော်ယူဆတယ် ဗီရှင်ပိုင်းမှာအရန်ကွာတယ်ဗျစကလီယာလှုပ်အားနှုံးပြည့်တယ်ကောင်းတယ်ကြန့်ခိုင်မှုပြည့်ပေမဲ့ဗီရှင်ပိုင်းမှာဘလို့မှကလာဖီယိုရီကိုရှင်လို့မရအောင်ကလာဖီယိုရီကတိုက်စစ်ပိုင်းမှာလည်းအတက်ကင်အရှင်တိတ်ကိုကောင်းတယ်သူ့ရဲ့ထိချက်တွေကလေတကယ်တိုက်စစ်မှုတယောက်လို့ထိနိုင်တယ်ဒါတော့မှသူတလုံးသွင်းသွားတယ်နည်းနည်းလေးလူကျွန်းသွားလို့အဲ့ဒီသွင်းသွားတဲ့အလုံးစိုးသူသွင်းနေကြပုံစံနိုင်မယ်အပြောချင်တာကလာဖီယိုရီဒီ half space မှာပေါ့နော်တောက်လျှောက်နေရအပြည့်ပြီးတော့ကစားပြီးသွားတယ်ရှေ့ကိုသူရောက်နေခဲ့လို့ကျွန်ထွက်သွားခဲ့ရင်လေအဘဒီမှာ light ဖြည့်ပြီးဖို့ Magahis တို့ Declan Rice တို့ Zubiman တို့ဖြည့်ပြီးတော့ပြန်လဲအစင်းကူပေးခဲ့တဲ့ပုံစံအခင်းချင်းမျိုးတွေတွေ့ရတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲစဉ်မှာ Zubiman နေနဲ့ Color Fury ကိုတော်တော်လေးသဘောကျတယ်နောက်အစည်းအကြောင်းလဲဖြည့်ဆွက်ပြောပြရသည်အစည်းဒီ Martin Odigate နေရာကိုလက်ရှိအချိန်ထိပြပြပြအစားမထိုးနိုင်သေးဘူးလို့ပဲပြောရမှာပါ အဲ့တော့ rice နဲ့ zubimendi ရဲ့ကွင်းလင်ကစားပုံကောင်းနေပါလေနဲ့ average အဈေးကတော့ထင်ထားသလိုတိတ်ပြီးအလုံးမဖြစ်ခဲ့ဘူးဗျတချို့သော pathetic တီမှာကျွန်တော်မတင် odiga ကိုအရန်တတိရတယ်ဟော odiga တာပါလာခဲ့ရင်ဒီလိုမျိုး deep အောင်စော်တဲ့နော် blogging system သူ့ရဲ့ pathetic တီနဲ့အကောင်းဆုံးကြော်ဖြတ်နိုင်မယ်ဆိုတော့အတွေးမျိုးပေါ့လေအဲ့တော့ကြောင့်အဈေးလည်းအံဝင်ဖို့အတွက်လိုအပ်ချက်ရှိနေသေးတယ်နောက်ဆုံးပြောချင်တဲ့တရားတော့ yogi s ပေါ့သူ့ရဲ့တိုးအားယုံအားတွေအပြည့်ရှိတယ်မှန်တယ်ကိုယ့်ရဲ့ကစားသမားတွေ free space တွေရတယ်တဖက်နောက်ခံလူတွေထိန်းချုပ်ရတာခက်ခဲပေမဲ့တချို့အလုံးတွေကတော့ဗျာမိုးပေါ်ထောင်ကန်တာကြီးတွေကတော့မဖြစ်သင့်ဘူးပေါ့နော်ကိုရယူလူစိအရင်များပြားနေတယ်ဒီပိုင်းလေးတော့လူအပ်ချက်ရှိနေပါသေးတယ်ဆိုတော့အနစ်ချုပ်ပြီးခြုံပြောရမယ်ဆိုရင်ဆလီဘာဂီဘရီယယ်ဒေးဗစ်ရိုင်ယာဂျူရီယန်တီမာကလာဖီယိုရီဇူဘီမန်ဒီဒက်ကလန်ရိုက်စ်တို့ရဲ့ခံစစ်စွမ်းဆောင်ရည်တွေကအရန်ကောင်းတယ်အဲ့တော့ကြောင့်သူတို့တကူရပြီးထိန်းစောဖို့အတွက်လဲသူတို့ခံစစ်သူတို့ယုံကြည်နေတဲ့သဘောမျိုးပါ ဝမ်းစည်းဆိုပေမဲ့အနိုင်သုံးမှတ်ရခဲ့တဲ့အတွက်ကြောင့်အာစနယ်အသင်းဟာအမပီးစရာရဲ့အဆင့်၁နေရာမှာဆက်လက်ရပ်တည်သွားနိုင်ပြီဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးတဲ့ဗီဒီယိုလေးဒီမှာနားကြင်ပါရယ်မနေ့ပြန်ရောက်တဲ့အခါကျရင်အကြိုက်ဆုံးကစားသမား၅ယောက်ကိုရွေးထုတ်သုံးသက်ဆွေးနွေးပြပါအောင်ခင်ဗျာ